ခင်မကွေးတိုင်းဒေသကြီးအစိုးရလက်ထက်၌ရင်းနှံလက်ရွတွင်းတွင်လုပ်ငန်းရှင်များမှဒေသဖွံ့ဖြိုးရေးအတွက်ထည့်ဝင်ခဲ့သောငွေကြေးကွန်ထက်သမား59ဘီလီယံကျော်နှင့်ပတ်သက်၍စုံစမ်းတွေးရှိချက်များနှင့်ဥပဒေအကြံပြုတင်ပြချက်တို့အရယခင်မကွေးတိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်ဟောင်းဦးဖိုးမော်ရွှေဖြစ်သိမ်းပြီးဖြစ်သောမကွေးတိုင်းဒေသကြီးဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့်ရွှေဒုက္ခအသေးစားငွေကြေးရေးလုပ်ငန်းဥက္ကဋ္ဌဖြစ်သူဦးကြည်ထွန်းတို့ထံ အောက်ပါအတိုင်းအတိပေးဆောင်ရွက်သွားရအကြောင်းကြားအပ်ပါသည်တဲ့နော်ကာကြီးကြက်ခိုင်ရေးပါတီတို့လူတန်းခဲ့သည့်မကွေးတိုင်းဒေသကြီးဖွံ့ဖြိုးရေးဖောင်ဒေးရှင်းပိုင်ငွေကြက်1.8ဘီလီယံအားလက်ရှိမကွေးတိုင်းဒေသကြီးအစိုးရဘက်သို့ပြန်လည်လွှဲပြောင်းပေးရရန်ကာကွေးမကွေးတိုင်းဒေသကြီးကြက်ခိုင်ရေးပါတီတို့လူတန်းခဲ့သောမော်တော်ယာဉ်၄စီးဘယ်ဟုတ်လူတာတစီးပဲ့ထောင်ရေးယာဉ်၂စီးတို့ကိုလက်ရှိမကွေးတိုင်းဒေသကြီးအစိုးရဖွဲ့ထံသို့ ပြန်လေတွဲပြောင်းပေးရရန်ဒါငယ်ရွှေတုကအသေးစားငွေကြီးကြီးလုံမှန်းတို့တွဲပြောင်းပေးခဲ့သည့်ငွေကြက်တက်တသမား9ခုဘီလီယံကျော်အားလက်ရှိမကွေးတိုင်းဒေသကြီးအစိုးရဖွဲ့ထံသို့ပြန်လေတွဲပြောင်းပေးရရန်အထက်ပါတောင်းခံခြင်းများဟာလွှဲပြောင်းပေးရခြင်းမပြုပါကဒီဆဲဥပဒေများနှင့်ညီဆက်လက်ဆောင်ရွက်သွားရန်ဆိုပြီးတော့နော်ညွှန်ကြားရေးမှူးချုပ်ဦးကျော်ကျော်ကလက်မှတ်ထိုးပြီးတော့ညွှန်ကြားချက်စာရောက်လာပါ